ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လာကြည့်ကြပါရစေဒီနေ့မှာတော့ကျွန်တော်ဗာတင်ဆက်ပေးသားမယ်ဆိုတော့ Road to Edo 1200ပေါ့နော်ကျွန်တော်တို့ဒါ rating 1200ရအောင်ဟိုဘာတွေလေ့လာဖို့လိုအပ်လဲဘယ်လိုမျိုးတွေကစားရမလဲဆိုတော့ကိုအဲကျွန်တော် ပြပြသားမှာဖြစ်ပါတယ်အဲ့တော့အဲကျွန်တော်ဒီမှာတော့အပိုင်းဒီ၅ပိုင်းလောက်နဲ့ပြောသားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဗာနဲ့အရင်ပြပြမလဲဆိုလို့ဆိုရင်ဟို ဒီ level ဒီကျွန်တော် rating 800လောက်ကနေဆိုတော့ဆိုရင်ဒါဒီကျွန်တော် beginner အဆင့်ကိုကျော်လွန်လာပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ beginner အဆင့်ကိုကျော်လွန်လာပြီဖြစ်တဲ့အတွက်ကြောင့် beginner မှာတိတိတိထိုက်တာလေးတွေ TP လောက်ပြီလို့ပြောလို့ရတယ်ပေါ့နော်အကယ်၍ပေါ့နော်အဲ beginner မှာဘာတွေတိရမလဲတိဖို့ဟိုမတိသေးတဲ့အဟာတွေရှိသေးရဆိုလို့ဆိုတော့ကျွန်တော် road to elo 800လေးကိုအတင်ထားတယ်အဲအဲ့ဒီဗီဒီယိုလေးမကြည့်ရသေးလို့ဆိုရင်တော့အဲ့ဒါလေးကိုအရင်ကြည့်စေချင်ပါတယ် အဲ့မှာကျွန်တော် beginner မှာဘာတွေလာမလဲရှေ့ရတောင်းဘာတွေတော့ကမလဲဆိုတာလည်းပြပြထားတယ်။ opening ကစားမဲ့ play style လည်းပြပြထားတယ်ပေါ့။အဲ့အရာလေးအရင်သွားကြည့်စေချင်တယ်ပေါ့။ဟုတ်ပြီ။ဒါဆိုကျွန်တော်ဒီမှာအခုကကျတော့ rotary လို့1200မှာ1200ရောက်ဖို့ဘာတွေလိုအပ်လဲဆိုတော့ပထမအဆုံးအနေနဲ့အဲကျွန်တော်ပြပြမယ်ဆိုလို့ဆိုရင်ကျွန်တော်ရဲ့အဲတင်းနန်းသားတွေကိုကျွန်တော်အမြဲတမ်းပြောပြောနေကြစကားတခွန်းရှိရပေါ့နော်အဲ့ဒါပါလဲဆိုတော့ အကောင့်နေမကျွေးတော့ဘူးဆိုလို့ရှိရင်အကောင့်နေအလကားမကျွေးတော့ဘူးဆိုလို့ရှိရင်ကိုက level တဆင့်တက်တယ်ဆိုပြီးတော့ကျွန်တော်အများံပြောတယ်ပေါ့နော်ဒါကျွန်တော်ရဲ့တင်နန်းသားတွေဆိုကျွန်တော်အများံပြပြောနေကြစကားမှားမှားနေကြစကားပေါ့ဘာကြောင့်လဲဆိုတော့ အာဒါကျွန်တော်အမြဲတမ်းကျွန်တော်ကိုယ်တိုင်နဲ့ဒီ Road to Elo 2000 series ပေါ့နော်အဲ့ဒီမှာကစားခဲ့တောင်းဆိုလို့ဆိုင်တယ်တော်တော်များများမားတဲ့အမှားဒီအကောင့်တွေကိုအလကားကျွေးတာတွေပေါ့အဲ့ဒီမျိုးအကောင့်တွေအလကားကျွေးရဖြစ်တဲ့ကြောင့်ကိုကိုယ်တိုင်ကအကောင့်တွေကိုဂရုတစိုက်ထားမယ်အကောင့်တွေကိုအာအလကားမကျွေးတော့ဘူး Blender Move တွေနဲလာပြီဆိုလို့ဆိုင်အဲ့ကောက level တစ်ဆင့်တက်သွားတယ်ပေါ့ဟုတ်ပြီနော်ပထမတစ်ချက်နဲ့ဆိုရင်ဟို Blender တွေကို ရှောင်ရမယ် blender တွေ move blender move တွေကိုမရွှေ့နိုင်အောင်သတိထားရမယ်ပေါ့ဟုတ်ပြီအဲ့ခါမှာကျဘယ်လိုမျိုးသတိထားရမလဲဘယ်လိုမျိုးရှောင်ရှားရမလဲဆိုလို့ရှိရင်ကိုရွှေ့ကွက်မရွှေ့ခင်မှာတည်းကကျွန်တော်တို့ဟိုကိုရွှေ့ကွက်ဒီ safe ဖြစ်ရလားဒီမှာကျွန်တော်ရေးထားတဲ့ check capture thread ဒါပြီးရတဲ့ road to illusion ရှိရမှာတော့လည်းကျွန်တော်ပြောခဲ့တယ်အဲကျွန်တော်တို့ရွှေ့ကွက်တစ်ခုကိုစပြီးစဉ်းစားတော့မယ်ဆိုလို့ရှိရင်ဟိုဘယ်လိုစဉ်းစားရမလဲဆိုလို့ရှိရင်ဟိုမရွှေ့ခင်မှာတည်းက ကိုယ်ပြင်ကိုသူများကလာပြီးတော့ပြန်ပြီးတော့ check အနေနဲ့ counter လုပ်လို့ရတာဒါမှမဟုတ်ကိုကသူများကိုသွားပြီးတော့ check လုပ်လို့ရတာဒါမှမဟုတ်လို့ဆိုရင်အဲကိုကမွှေ့ခင်မာတဲ့ကကိုရဲ့ကစားကောင်တကောင်ကောင်ကိုတစ်ဖက်လူကချိန်ထားလာပေါ့စားလို့ရလားပေါ့ဒါမှမဟုတ်ဆိုရင်ကိုကိုတိုင်းနဲ့သူများကစားကောင်ကိုသွားစားလို့ရလားပေါ့နောက်တစ်ခုကကြာကြာ threat ပေါ့နော် threat ဆိုတာကကြတော့ double attack တွေအဲ pin တွေ skewer တွေစသဖြင့်ဒီလိုမျိုး ချင်းချောင်းမှုတွေရောတစ်ဖက်ကကိုယ်ကိုလာလုံနိုင်လားကိုယ့်အောက်သွားလုံနိုင်လားအဲအဲ့လိုမျိုးစဉ်းစားလိုက်ခြင်းအဖြစ်မဖြစ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့အရွှေခွက်တွေမှာအမားတွေနည်းလာမယ်ပြီးတော့နောက်တစ်ခုကကြတယ်မမားခြင်းပြန်စစ်မမားခြင်းပြန်စစ်ပေါ့နော်အာဒါဥမာပဲကျွန်တော်တို့ဟိုငငယ်တုန်းကဆိုလို့ရှင်လေကျွန်တော်ចောင်းနေမှာအဲဆာမွေးဖြေးရတယ်ဗောနော်ဆာမွေးဖြေးရတဲ့အခါမှာဆာမွေးဖြေးဟိုမိကုံးတွေကိုဖြေးပြီးတဲ့အခါမှာကျွန်တော်တို့ဆီယာမလက်ထဲကိုအဖြေတော်မှာအခင်မှာကျွန်တော်ဘာလို့ကလဲမမားကျင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါစာပြန်စစ်တယ် ျွန်တော်ဖြည့်ပြီးသားကိုမှန်လားအဲဒါမှမဟုတ်ဆိုရင်ဘယ်နေရာမှာလွဲနေသေးလဲပြန်စစ်တယ်အဲ့လိုပဲကျွန်တော်ဒီ chess မှာလည်းပဲကျွန်တော်ရွှေခွက်တစ်ခုမရွှေ့ခင်မှာကိုကဗျာဥပမာပြကျွန်တော်တို့ဒီရွှေခွက်တစ်ခုကိုကျွန်တော်တို့တွေ့တော့တွေ့ထားပြီအဲ့မဲ့အဲ့ရွှေခွက်ကမှားနေလားဒါမှမဟုတ်ရင်ကောင်းလားမကောင်းလားဆိုတာကိုကျွန်တော်နောက်တစ်ခါပြန်စစ် မရွှေ့ခင်မှာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ကြိမ်စစ်ခြင်းအပြင်ဘာဖြစ်လဲဆိုရင်ကျွန်တော်အမှားနေတယ်အမှားနေတယ်အဲ့ဒါဆိုလို့ရှိရင် blender move တွေလည်းမဖြစ်နိုင်ဘူးရော့ကြွားမယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော် level တစ်ခုတက်တယ်ဟုတ်ပြီနော်ဒါကတော့ကျွန်တော် number 1အနေနဲ့အကြံပေးကြတော့ blender move တွေကိုရှောင်ရှားရမယ်သတိထားရမယ်ဘယ်လိုပုံစံနဲ့စဉ်းစားရမလဲဆိုရင် check capture trap အဲ့ဒီသုံးခုနည်းနဲ့ပဲစဉ်းစား okay ဟုတ်ပြီအဲ့ number 2ကကြတော့ကျွန်တော်ဗာအကြံပေးခြင်းလဲဆိုလို့ဆိုရင် opening ပေါ့အဲ့တော့ opening နေအာဒီ level မှာတော့အရင်ရောဟိုလေ့လာစရာတော့ လို့တော့မလို့ဘူးဒါပေမဲ့ဒီ level ကြီးနောက်တစ်ဆင့်တက်ဖို့အတွက်ကိုဟိုပြင်ဆင်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်လေ့လာထားရင်လည်းကောင်းတယ်အဲ့တော့ opening လည်းလေ့လာရမယ်ပြီးတော့ opening trap တွေလည်းလေ့လာရမယ် opening trap ဆိုတာကကျွန်တော်ဟိုဟိုတိထားတာတော့အကောင်းဆုံးပဲပေါ့နော်မသိလို့ဆိုရင်ကိုကစားရတဲ့ line မှာလည်းကိုကခံရနိုင်တယ်လို့အဲကိုဟိုကိုကလည်းသူများပြန်ပြီးတော့အသုံးချလို့ရတယ်ပေါ့ ဲ့တော့ opening trap တွေကိုလေ့လာမယ် opening trap တွေကကျွန်တော်ရဲ့ဒီ YouTube channel လေးမှာတင်ပေးထားတာလည်းရှိတယ်အဲဒါမှမဟုတ်ရင်တခြားတခြားသောဒီ YouTube channel တွေကနေပြီးတော့လည်းဒါလေ့လာလို့ရပါတယ် opening trap အတွက်ဖတ်လို့ရတဲ့စာအုပ်ဆိုရင်တော့700 opening trap ဆိုပြီးတော့အဲစာအုပ်တော့ရှိရပါတော့เนาะအဲစာအုပ်ကနေပြီးတော့ကြည့်ပြီးတော့လည်းဖတ်ချင်တယ်ဆိုလည်းဖတ်လို့ရတယ်လေ့လာလို့လည်းရပါတယ် အဲ့ open trap လေးလာလို့ရတယ်ပြီးတော့လေးလာရမယ်ပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့ open နေအနေနဲ့ဆိုလို့ရှိရင်ကြတော့ကျွန်တော်ကဒီ level မှာဘာတွေကစားစီခြင်းနဲ့ဘာတွေကစားလို့ရလဲဆိုတာကိုကျွန်တော် ပြပြမယ်ပေါ့နော်ဟုတ်ပြီလားအဲ့တော့ open နေအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အဖြူကနေပြီးတော့ကစားလို့ရတာဒီကျွန်တော် landed system ကစားလို့ရတာ လမ်းလမ်း system ကစားပေါ့နော်လမ်းလမ်း system ဒီကျွန်တော်တို့ line ရဲ့ line ကိုရေးလဲနဲတယ်ပြီးတော့နောက်တစ်ခုကကြတော့အရန်ဟို solid လဲဖြစ်တယ်ပေါ့ solid ဖြစ်တယ်ဟို opening မှာဟို development ထုတ်ကမယ်ဆိုတဲ့အချက်တွေကိုလဲလိုက်နာရတယ်ပြီးတော့ pawn တွေကိုစန္ဒာထားမယ်ဆိုတဲ့အချက်လဲလိုက်နာရတယ် king safety လဲ castling ကိုလဲစစောစီလုပ်တယ်အဲ့တော့ဒီလမ်းလမ်း system ဒီအရန် solid ဖြစ်တယ်ကစားလို့ကောင်းတယ် level တက်လွယ်တယ်ပေါ့ rating တက်လွယ်တယ်ပေါ့အဲ့တော့ဒါအဖြူကနေပြီးတော့လမ်းလမ်း system ကစားလို့ရတယ်အမဲကနေပြီးတော့ဆိုရင်တော့ အဲဘာတွေကစားလို့ရလဲဆိုလို့ဆိုရင်အဲ Scandinavian defense ပေါ့နော်ဒါကျွန်တော် road to euro 800မှာအဲကျွန်တော်ဘယ်လိုကစားရမလဲဆိုတော့ပြပေးခဲ့တယ်ပေါ့အဲ့တော့ဒီ Scandinavian defense ကိုကစားလို့ရတယ်အဲအဲ့ဒါလည်းဟို line guard နဲတယ်ပေါ့ line guard လည်းနဲတယ်ကြည့်ရတာလည်းရိုးရှင်းတယ် idea ရလည်းရိုးရှင်းတယ်ပေါ့နော်အမေရလောက်ကတဲ့ idea လေးတွေကအရင်ကြီးမြင်များဆဆမရှိဘူးပေါ့အဲ့တော့ဟိုဒါကြည့်ရတာလွဲပါတယ်အဲ့တော့ဒါကတော့ အမေရတယ်ဆိုတော့ Scandinavian ကစားလို့ရတယ်ပြီးတော့နောက်တစ်ခုကကျတော့အဲ Carrogan ကစားလို့ရတယ် Carrogan ပေါ့နော် Carrogan difference ကျွန်တော်တို့ဟိုဟိုအဖြူကနေပြီး E4 တက်လို့ဆိုရင်အမေကနေပြီး C6 ပေါ့ Carrogan ကလည်းတကယ်တော့ line နေတယ်ကစားတာလည်းအရင်ရိုးရှင်းတယ်ကစားလို့ကောင်းတယ် Carrogan ရေးချဲလို့ရတယ် ျွန်တော်ရဲ့ channel မှာတော့ Carrican တော့အဲမတင်ပေးဘူးလေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်ထပ်အဲတိတ်မကြခင်ကြရင်တော့တင်တော့တင်ပေးမှာပဲတင်ပေးပါမယ်ပေါ့နော်အဲပြီးတော့နောက်တစ်ခုကကြဘာကစားလို့ရလဲဆိုလို့ဆိုရင်တော့ French defense လဲကစားလို့ရတယ် French defense ကလည်းဟိုကျွန်တော်အခုလက်ရှိကျွန်တော်ရဲ့ YouTube channel မှာလည်း French Defense Center ဆိုရင်အပိုင်း၄ပိုင်းပြီးွားပြီပေါ့နော်အပိုင်း၄ပိုင်းပြီးွားဖြစ်တဲ့ကြောင့်ဒီအပိုင်းလေးတွေကိုတည်တည်ချာချာလေးလေ့လာလို့ရှိရင်လည်းကစားလို့ရတယ် French Defense က level မြေကြီးကစားလို့ရတယ် Yushin နဲ့ လိုင်းခွဲတွေအရင်မများဘူးလိုင်းခွဲတွေတခြား opponent နဲ့စားလို့ဆင်းနေတယ်ပေါ့နော်အဲ flash လည်းကစားလို့ရတယ်အဲ flash ကော carrocan wasky နေပြောင်းသည်ဘာလဲဆိုလို့ဆင်းအဖြူအား e4 တက်လို့ဆင်းပြန်တုံးပြန်တဲ့ line ဖြစ်တယ်အဲဒီလိုပုံစံနဲ့ကစားလို့ရတယ်အဲ့တော့ကျွန်တော်သုံးခုပေးတာနော်ကိုကြက်တက်ကိုဆော့ပေါ့နော်အဲဒါဟုတ်ပြီအဲနောက်တော့ဟိုအမဲရနေပဲအဖြူ d4 တက်လို့ဆင်းကျွန်တော်တို့ဘာ opening နဲ့ပြန်ပြီးတော့တုံးပြန်လို့ကောင်းလဲဆိုလို့ဆင်းအဲ kingsian defense ကစားလို့ရတယ် ်ဒီစဉ်ရဲ့ defense ကစားပုံကစားနည်းလေးကိုလည်းကျွန်တော်တို့ Road to Elite ရှိရမှာအဲလုတ်ပေးထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကျွန်တော်ရဲ့ channel လေးထဲမှာကင်းစင်ဒီရန်ကိုတေချာဆုံဆုံလင်လင်လေးတော့တင်ပေးဖို့ရှိရပေါ့နော်လောလောဆယ်ကျွန်တော်အဖြူအအဖြူအ E4 တက်လို့ဆိုရင်အမေကနေပြီးတော့ French ကစားလို့ရတာကိုတင်ပေးနေရဲအဲဒီ French defense ပြီးလို့ဆိုရင်တော့ကျွန်တော်ကင်းစင်ဒီရန် defense တင်ပေးပြီးဖို့တင်ပေးပြဖို့များတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးလည်းအဲစောင့်မျှော်ပေးပေါ့နော်အဲကျွန်တော်တင်ပေးမယ်ဆိုပြီးတော့ plan ထားတာရှိပါတယ် အဲကင်းစင်ရဲ့ defense ကိုရွေးချယ်လို့ရတယ်။နောက်တစ်ခုကကျတော့အမဲရနေပြီးတော့ဘလို့ပြန်တော့ပြန်လို့ရတယ်ဆိုရင်ကျွန်တော်တို့ Queen's Gambit decline ကစားလို့ရတယ်။ Queen's Gambit decline Queen's Gambit decline ကတော့လက်ရှိမှာကျွန်တော်အဖြူကနေပြီးတော့အဲ Queen's Gambit opening ဆိုပြီးတော့ကျွန်တော်တင်ပေးထားရရှိတယ်။အဲ့ဒါကိုပဲကျွန်တော်တို့အမဲရနေပြီးတော့ကစားလို့ရတယ်။ အဲ့ပုံစံလေးပေါ့နော်အဲ့မှာကျွန်တော်အမဲကဘာဆွေးလို့ဆိုရင်တော့နိုင်ရောမယ်အဲကျွန်တော် opening မှာကျွန်တော်ပြပြထားတာရှိတယ်အဲ့လိုမျိုးနိုင်ရောမယ်ဆိုတဲ့ sugar ဆိုရင်တော့ကိုကရှောင်းလိုက်ပေါ့အဲဒီတိုင်းဆိုလို့ဆိုရင်အမဲအတွက် ကောင်းတဲ့ sugar လေးဆိုလို့ဆိုရင်တော့ကစားလို့ရတယ်အဲ့တော့ဒါကတော့ကျွန်တော် opening တခုလေးလာတဲ့အခါမှာကျွန်တော်နှစ်ဖက်လုံးကနေကစားလို့ရတယ်ပေါ့နော်အဲ queen's gambit ကိုကျွန်တော်လေးလာတဲ့အချိန်မှာအဲ့ခါကျွန်တော် queen's gambit decline နဲ့လည်းပြန်ကစားခြင်းနဲ့ဆိုလည်းကစားလို့ရတယ်ဒါပေမဲ့အမဲကနိုင်နေဆိုတော့အကွက်တွေတော့မရွှေ့နေပေါ့ အဲအဲ့ဒါလေးကစားလို့ရပါတော့။ဒါကြောင့်ကျွန်တော် open နေအပိုင်းအပွင့်နေအခန်းကဏ္ဍကတော့ပြီးပြီပေါ့။ကျွန်တော်ပြန်ပြောရမယ်ဆိုလို့ရှိရင်အဖြူကနေပြီးတော့ကျွန်တော်ကြံပေးထားတဲ့ latent system ကစားလို့ရတယ်။အဲကိုက evo သမားဆိုရင်တော့ italian ကစားပေါ့ဗျာ။ evo သမားဆိုရင် italian လို့အာ jacobiano တို့အဲစသဖြင့်ဒါမျိုးတွေတော့ကစားလို့တော့ရတယ်ပေါ့။အဲ evo ကတော့တကယ်တော့ line ွဲတွေကတော့အများများတယ်ပေါ့နော်။ line ွဲအများများတယ်။အာ right loop pass လည်းကစားကြည့်နေဆိုရင်ကစားလို့ရတယ်။ဒါပေမဲ့ line ွဲတွေအများများတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီ level မှာတော့ အဲအကျန်တော့မပေးသေးဘူး default ban တွေကကောင်းတယ်နော်မကောင်းမပြောကောင်းတယ်ဒါပေမဲ့ line ခွဲတွေများတယ်လေ့လာတာများတယ်အဲ့တော့ဟို ifo တော့အဲလောလောဆယ်တော့မကစားနိုင်အောင်ပေါ့အဲ့တော့ကျွန်တော်အကျန်ပေးတာဒီအဲ lander system အဖြူကနေပြအကျန်ပေးတယ်ပြနောက်တစ်ခုကကျတော့အမဲရနေဆိုလို့ဆိုရင်တော့ကျွန်တော်၃ခုအဖြူရဲ့ ifo ၃မြန်မှုတဲ့၃ခုပေးထားတယ် ဘာလဲဆိုတော့ Scandinavian ရှိမယ်အဲ Scandinavian ဆိုတော့ E4 D5 နဲ့တုံးပြန်တော့ပြီးတော့ Caroken ရှိမယ် Caroken က E4 ကို C6 နဲ့တုံးပြန်တာပေါ့နော်ပြီးလို့ဆိုရင်ကျွန်တော် French Defense ပဲ French Defense က E4 E6 နဲ့ပြန်ပြီးတုံးပြန်တာပေါ့ပြီးလို့ဆိုရင်ကျွန်တော်အဖြူအားနေပြီးတော့ D4 တက်လာမယ်ဆိုလို့ဆိုရင်တော့အဲတုံးပြန်လို့ရတာကအဲနှစ်ခုကျွန်တော်ပြီးထားတယ်ပေါ့နော်ဘာလဲဆိုရင်ကျွန်တော် Kings Indian Defense ရဲ့အဲနောက်တစ်ခုကကျတော့အဲ Queen's Gambit Decline ပေါ့ဒါရင်းဒီနှစ်ခုကိုကျွန်တော်စံပြန်ပြီးထားတယ် ်ဟုတ်ပြီဒါဆိုကျွန်တော်နောက်ထပ်တစ်ခုကတော့နံပါတ်2နံပါတ်3ပေါ့နော်ကျွန်တော်နောက်တစ်ခုဗာကြံကြံပေးခြင်းလဲဆိုလို့ဆိုရင်ရုပ်တူလို1100တက်ဖို့အတွက်ကကိုကိုယ်တိုင်လည်းကစားပွဲတွေကစားဖို့လိုအပ်ပါတယ်ကစားပွဲတွေကစားတဲ့အခါမှာကျွန်တော်ကဟိုဘလို့ကြံကြံပေးလဲဆိုတော့တချို့တွေကြတော့ပေါ့နော်ကစားပွဲတွေကစားရင်အရင်များတယ်တနေ့5ပွဲ ်6ပွဲ7ပွဲတော့လည်းကစားရင်လည်းကစားလိုက်တာပဲအဲ့လိုမျိုးကစားစရာမလိုဘူးပေါ့နော်အဲ့လိုမျိုးကစားစရာမလိုကျွန်တော်ကစားပွဲကစားရဲဆိုတာကပွဲရည်တော့လည်းမဆိုင်ဘူးပွဲရည်တော့လည်းမဆိုင်မဲ့ကျွန်တော်ဘယ်လိုကစားစီချင်လဲဆိုတော့ကျွန်တော်တနေ့ကိုအများဆုံးမှာ3ပွဲပဲကစားဟုတ်ပြီနော်အများဆုံးတော့ကျွန်တော်ပြတ်အများဆုံး3ပွဲပဲကစားအများကြီးမကစားနဲ့3ပွဲကိုကျွန်တော်ကစားခိုင်းတဲ့ format နဲ့ကစားအဲအဲ့ဒါဆိုလို့ရှိရင်အဆင်ပြေတယ်ဟုတ်ပြီကျွန်တော်ဘယ် format နဲ့ကစားစီချင်လဲဆိုလို့ရှိရင်15 30နဲ့ကစား၃ဘွဲကို15 30နဲ့ကစားအဲအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ကစားဘွဲက ပို့ပြီးတော့ကောင်းလာလိမ့်မယ်။ဘာကြောင့်ကျွန်တော်15 30နဲ့ကစားခိုင်းနေဆိုတော့အခုတော့အကျွန်တော်အရှိမကျွန်တော်ဗာပြောခဲ့လဲဆိုရင် move တစ်ခုမရွှေ့ခင်မှာရွှေ့ခွက်တစ်ခုမရွှေ့ခင်မှာတည်တည်ချာချာလေးစဉ်းစားအမှားနဲ့ဖို့အတွက်ဟိုတစ်ခုချင်းတစ်ခါချင်းအချက် capture တရက်ဆိုတဲ့နည်းလမ်းနဲ့စဉ်းစားပြီးတော့ဆင်ကျွန်တော်တို့ blender move မဖြစ်ချင်လို့ဆိုရင်နှစ်ခါပြန်စစ်အဲဒါမျိုးတွေကိုစစ်ချင်တဲ့ကောင်းကောင်းအေးလူကစားချင်တယ်ဆိုရင်15 30နဲ့ကစားအဲ့လိုမှမဟုတ်ဘူးကိုကအမြန်ကစားချင်တယ်ဆိုရင်တော့ကျွန်တော်မပြောတော့ စေမနစ်ပွဲပြက်တွေပါကစားဒါပေမဲ့ကျွန်တော်အချမ်းမပေးဘူးလုံးဝအချမ်းမပေးဘူးမကစားပါနဲ့အဲကျွန်တော်ရော်တူရီလို2000မှာစေမနစ်ကစားခဲ့တယ်ဆိုတော့ကဒါကျွန်တော်ကဟိုကစားနိုင်တယ်ပေါ့ကစားနိုင်တယ်ဆိုတော့ကျွန်တော်အန်ဂိန်းကူကလည်းဒါကျွန်တော်အတွေ့အကြုံရှိပြီးသားကစားသမားဖြစ်တဲ့အတွက်ကြောင့်ဒါကစားလို့ရတယ်ပေါ့ဒါပေမဲ့အခုမှစပြီးတော့တိုးတက်ဖို့လုပ်နေတဲ့သူတွေအဲ1900ရဖို့စူးစမ်းနေတဲ့သူတွေအတွက်ဆိုလို့ဆိုရင်ကျွန်တော်လုံးဝအချက်မပေးပါဘူးစေမနစ်မကစားပါနဲ့15 20ပဲကစားပါ ဟုတ်ပြီเนาะ15 10မှာမှာကျွန်တော်ကစားခိုင်းတာဒီဟိုတနေ့ဥမှာအများဆုံးမှာ3ပွဲပဲ3ပွဲပဲကစားအများကြီးမကစားနဲ့အများဆုံးတော့ကိုကတပွဲပဲကစားနိုင်တယ်ဆိုလဲရတယ် is okay ပဲနှစ်ပွဲပဲကစားနိုင်တယ်ဆိုလဲရတယ်အဆင်ပြေတယ်3ပွဲကစားနိုင်တယ်ဆိုလဲရတယ်ကစားဒါပေမဲ့ကျွန်တော်ဖြစ်စေခြင်းနဲ့ကစားစေခြင်းနဲ့ပုံစံဒီဘယ်လိုကစားစေခြင်းနဲ့ဆိုရင်တပွဲပြီးတိုင်းတပွဲကို analyze ပြန်လုပ်ပါသုံးသပ်ပါ review ပြန်လုပ်ပါ ကိုကနိုင်ွားလို့ဆိုပြီးတော့ review မလုပ်ပဲနဲ့မနေပါနဲ့နိုင်လဲ review လုပ်ပါရှုံးလဲ review လုပ်ပါဘာကြောင့်လုပ်ခိုင်းတာလဲဆိုလို့ဆိုရင်ကိုရှုပ်ွက်တွေအားလုံးညရှုပ်ွက်ကောင်းမဟုတ်ပါဘူးအဘနော်ကိုရှုပ်ွက်တွေအားလုံးညရှုပ်ွက်ကောင်းမဟုတ်ပါဘူးကိုဒါကိုကနိုင်ွားတယ်ဆိုရင်လည်းပဲကိုရှုပ်လိုက်တဲ့ရှုပ်ွက်တွေထဲမှာ weak point တွေရှိနေဦးမှာပဲအမားတွေရှိနေဦးမှာပဲအဲလုံးဝ100% accuracy ရတာမျိုးမဟုတ်ဘူးအဲ့တော့ ဆိုလိုချင်တာဒီ game review လုပ်ပါအဲ့တော့အကယ်၍ကိုကတစ်ဖက်လူကိုနိုင်သွားတယ်ဆိုလဲ review လုပ်ပါကိုကနိုင်သွားတာတစ်ဖက်ဟိုတစ်ဖက်လူကဘာမှားလဲဆိုတာတီးရမှာပေါ့ तू ဒါမှားวะ तू ကဒီနေရာမှာဒါမှားวะလို့ကျွန်တော်နိုင်သွားတယ်ဒါဆိုကျွန်တော်တို့ပညာရတယ်အကယ်၍ကိုကရှုံးသွားတယ်ဆိုရင်လည်း review လုပ်ပါကိုဘယ်နေရာမှာဘာမှားวะလဲမှားวะလဲဆိုတဲ့ဟာလေးကိုကိုကတိမြင်နိုင်တယ်ဒါဆိုလို့ဆိုရင်ဒီလိုအမှားမျိုးကိုကျွန်တော်နောက်တစ်ခါထပ်ပြီးတော့အဲမကျူးလွန်နိုင်ဘူးပေါ့ အကယ်၍ကိုရတာဗျာအဲကိုကကစားပဲကစားနေမယ် review မလုပ်ဘူးဆိုလို့ဆိုရင်ဒီလိုအမားမျိုးတွေနောက်တစ်ခါထက်ကြုံအောင်ပါပဲထက်ကြုံရင်ထက်ခံအောင်ပါပဲအဲ့တော့ကိုရကစားပဲ review လုပ်ပါဒါကတော့ကျွန်တော်နံပါတ်3ချက်နဲ့အကြံပေးချင်တာဗောနော်နံပါတ်4ချက်အနေနဲ့ဆိုလို့ဆိုရင်တော့ဟိုဒီဗောနော်ကျွန်တော်အကြံပေးရမယ်ဆိုလို့ဆိုရင်1200တက်ဖို့အတွင်းမှာဘာတွေတစ်ဖက်လူတွေကဘာတွေမှားလဲဘာတွေအမှားတွေရှိတယ်ဆိုတော့ကိုသိကျင်တယ်ဆိုလို့ဆိုရင် ျွန်တော်ကစားထားတဲ့ Road to Elo 2000 Road to Elo 2000 series လေးကို ကြည့်ပါဘယ်နေရာနဲ့စကြည့်ရမလဲဆိုရင် part 16ပေါ့နော်အပိုင်း16ကနေပြီးတော့အပိုင်း33ပေါ့အဲ16 to 33ပေါ့နော်အဲ့တော့16ကနေပြီးတော့33တနေ့ကိုဒီဘိုင်းလောက်ပဲကြည့်ဒီဘိုင်းလောက်ပဲကြည့်နိုင်ကြည့်ဒါမှမဟုတ်စနေတချို့ဘိုင်းတွေကြတော့ကျွန်တော်နှစ်ပွဲသုံးပွဲကစားထားတာရှိရပါတော့အဲ့တော့အဲ့လိုမျိုးနှစ်ပွဲသုံးပွဲမကြည့်နိုင်ဆိုရင်တနေ့တစ်ပွဲပဲကြည့်အဲ့ဒါဆိုလို့ဆိုရင်လည်းကျွန်တော်အဲ့ဒီမှာဘာကြောင့်ကျွန်တော်ကြည့်ခိုင်းတာလဲဆိုလို့ဆိုရင် ကျွန်တော်အဲ့ဒီ2000 series မှာကျွန်တော်ဗာပြောထားလဲဆိုလို့ဆိုရင်ဟိုကျွန်တော်ကစားနေရင်းနဲ့တစ်ဖက်လူရဲ့အမားတွေကိုကျွန်တော်ဘယ်နေရာမှာဗာမားတယ်ဆိုတော့ကျွန်တော်ရှင်းပြထားတယ်ပြီးတော့ကျွန်တော်ရဲ့ကစားပွဲထဲမှာကျွန်တော်ရှင်းပြခဲ့တဲ့အဲဖြစ်ပေါ်နေတဲ့အနေအထားနဲ့ပတ်သက်တဲ့အယူအဆတွေကစားကောင်တွေ developing ဘိုင်းတွေအဲဘယ်နေရာကိုတိုက်ခိုက်ကြမယ်ဆိုတဲ့အပိုင်းလေးတွေအဲ့ဒါလေးတွေကိုကျွန်တော်ရဲ့ဒီ road to elo 2000 series ဆက်မှာကျွန်တော်တေချာပြောပြထားတယ်တိတိကျကျလေးရှင်းပြထားတယ် အဲ့တော့800ကနေပြီးတော့စတက်ချင်တယ်ဆိုလို့ဆိုရင်အဲကျွန်တော်ပြောပြမယ်အပိုင်း16ကနေစကြည့်เนาะအပိုင်း16ကနေပြီးတော့အပိုင်း33ထိကြည့်အဲကျွန်တော်800နေပြီးတော့1200ကိုကျွန်တော်တက်ခဲ့တဲ့ CD လေးပေါ့အဲ့တော့အဲ့ဒါလေးကိုကြည့်စစ်ခြင်းပါတယ်အဲ့ဒါဆိုလို့ဆိုရင်အဲ့ဒါကြည့်လိုက်လို့ဆိုရင်ဘာဖြစ်လဲဆိုလို့ဆိုရင်အဲကိုမတိသေးတဲ့အကြောင်းအရာလေးတွေလည်းတိမြင်လာနိုင်ပါတယ်အဲ့ဒါကျွန်တော်အကြံပေးတဲ့ဟာပေါ့နော်ဟုတ်ပြီကျွန်တော်နောက်ထပ်နံပါတ်5အနေနဲ့ကျွန်တော်အကြံပေးရမယ်ဆိုရင်ကျွန်တော် angle လေးလာပါ အန်ဂိန်းလေးလာမှာမပြင်းပါနဲ့အဲကျွန်တော်ရဲ့ channel လေးထဲမှာလည်းကျွန်တော်တင်ပေးထားပါတယ်အန်ဂိန်းအတွက်ဘာစာအုပ်ဖတ်တင်လဲဆိုလို့ဆိုရင်တော့အာဖတ်လို့ရတဲ့စာအုပ်တွေအများကြီးပဲပေါ့နော်အဲကျွန်တော်အဲ့မှာအကြံပေးတာတော့အဲ Silman Complete Angling Course ပေါ့နော် Silman Complete Angling Course ကကြတော့ from beginner to master beginner level ကနေပြီးတော့ master level ထိရောက်နိုင်တဲ့ဒါ course ပေါ့နော်သူအဲ့စာအုပ်လေးကိုကျွန်တော်သဘောကျတဲ့အချက်လေးရှိတယ် အဲ့ဒါဘာလဲဆိုတော့သူက rating align လေး category လေးခွဲထားတယ်ပေါ့နော် rating align category လေးခွဲထားတယ်ကျွန်တော်0ကနေပြီးတော့ဘယ်လောက်ဆိုဘယ်လောက်အမှ1900အထိရောက်အောင်သွားမယ်ဟာလေးရှိရပေါ့အဲသူအဲ့ထိဟိုဟာ category လေးခွဲထားတာရှိရအဲ့တော့အဲ့စာအုပ်လေးကိုကျွန်တော်ဖတ်စီခြင်းတယ်စာအုပ်ဖတ်မှ ပြင်းတယ်ဆိုလို့ဆိုရင်စာအုပ်ဖတ်မှ ပြင်းတယ်ဆိုလို့ဆိုရင်စာမဖတ်ချင်ဘူးဆိုလို့ဆိုရင်ကျွန်တော်အဲ့ဒီစာအုပ်ထဲကနေပြီးတော့ရိုက်ထားတဲ့ video တွေရှိရတယ် အဲလက်ရှိနောက်ပိုင်းကျွန်တော် end game video တွေတင်လို့ဆိုရင်အဲ့ဒီစာအုပ်လေးကိုကိုးကားပြီးတော့တင်တယ်ပေါ့အဲ့ဒီစာအုပ်ထဲကပုံစံလေးတွေကိုကျွန်တော်ရှင်းပြပြီးတော့တင်တယ်အဲ့တော့ video ကြည့်နေတယ်ဆိုလို့ဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel ထဲမှာ chess ending ဆိုတဲ့ playlist လေးကိုတွားပါအဲ့ဒီမှာအစကနေပြီးတော့အခုလက်ရှိတင်ထားတဲ့အထိပေါ့နော်အခုလက်ရှိတင်ထားတာဆိုရင်ကျွန်တော်16ဘိုင်းတင်တယ်16ဘိုင်းလောက်ရှိမယ်အဲအဲ့ဒါလေးကိုအစအဆုံးကြည့်ပါ အဲ့ဒါဆိုလို့ဆိုရင်ဒီအဲ1200အထိတည်တည်တည်တဲ့အန်ကင်းကြီးတွေပါတယ်နောက်တစ်ခုကကြတော့အဲလေ့လာမယ်ဆိုလို့ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ maintain pattern လေးတွေလေ့လာပေါ့ maintain pattern တွေပါမယ်ပြီးပေါ့ဆိုကြောင်းကင်းရန်ပုံအန်ကင်းတွေပါမယ်အဲလက်ရှိမှာဆိုကြောင်းနောက်ဆုံးအန်ကင်းတင်ထားဆိုကြောင်း filidor position ပေါ့နော်အဲ run game မှာတည်တည်တည်တဲ့ position နှစ်ခုပေါ့နော် lucina position ရယ် filidor position ရယ်ပေါ့အဲအဲ့ဒီပေါ့အဲ့ဒါလေးတွေနားလည်အောင်ကြည့်လို့ဆိုရင်လည်းဒါကိုတည်တည်တည်တဲ့ အန်ဂင်းတွေတည်သွားမယ်ပေါ့ဒီဒါကျွန်တော်တို့1200မှာတော့အန်ဂင်းကမရောက်လာသေးဘူးဒါပေမဲ့ chess ကိုအမြဲတမ်းကစားနေမယ်ဆိုရင်အန်ဂင်းကမလွဲမတွေ့ကြုံရမှာပဲအဲ့တော့ကြည့်ပါကျွန်တော်အားအကြံပေးပါတယ်ဟုတ်ပြီပြီးသွားလို့ဆိုရင်တော့အဲအန်ဂင်းကအဲ့ဒါကြည့်ပြီးသွားဆိုကျွန်တော်နောက်ဆုံးဘာအကြံဉာဏ်ပေးကြတယ်ဆိုလို့ဆိုရင်ဖတ်ရမယ့်စာအုပ်လေးတွေကိုကျွန်တော် အကြံပေးမယ်အများကြီးမဖတ်ခိုင်းဘူးပေါ့နော်နည်းနည်းလေးပဲဖတ်ခိုင်းပါအဲလက်ရှိဒီ800ကနေ1200တက်ဖို့ level မှာစာအုပ်တွေအများကြီးဖတ်ဖို့မလိုသေးပါဘူး ဲ့တော့ဘာကြံကြံပေးခြင်းလဲဆိုရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်အမြဲတမ်းပြောပြောနေကြ step sound တွေပေါ့အဲ့ step sound တွေတမှာကျွန်တော်ဘယ်စာအုပ်ကိုဖတ်စေခြင်းလဲဆိုရင် step 2ပေါ့နော်အ step 2ကိုအဲသုံးအုပ်ဖတ်ပါ step 2 workbook ရဲ့ plus ရဲ့ extra အစင်လိုက်လေးဖတ် workbook ကိုရင်ဖတ်မယ်ပြီးရင် plus ဖတ်မယ်ပြီးရင် extra ဖတ်မယ်အဲ့တော့ workbook နဲ့ plus မှာကကြာ theory နဲ့ exercise တွေတော်ကြီးတော့ပါတယ်ပေါ့နော် extra စာအုပ်ကကြာတော့လုံးဝ exercise ကြီးပဲတိတက်အဲ့စာကိုသုံးအောင်လုံးဖတ်ပါဘယ်တော့မှမကြပါဘူးမြန်ပါတယ်ဖတ်ပါ အကြိမ်ဖတ်ဖတ်တာပြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်မှကျွန်တော်စီမှာ video lesson class လာတက်လို့ရပါတယ်ကျွန်တော်အဲ့ဒီသုံးခုအတွက် video lesson class တွေရိုက်ထားတာရှိပါတယ်လာတက်လို့ရပါတယ် video lesson class လာတက်လို့ရတယ်လာစုံစမ်းလို့လည်းရပါတယ်အာကျွန်တော်ရဲ့ဘယ် Telegram မှာလာစုံစမ်းလို့ရတယ်ပေါ့နော် Telegram အဲ @mdhlchess ပေါ့နော်အဲ့ဒီမှာလာစုံစမ်းလို့ရပါတယ်သုံးခုလုံးကမှကျွန်တော်9000ပဲယူထားပါတယ်ဒါတော့စိတ်ဝင်စားရင်လာ join လို့ရတယ် โอเคဟုတ်ပြီထပ်ပြီးတော့ကျွန်တော်အကြံပေးရမယ်ဆိုလို့ရှင်စာအုပ်ကကြတော့အဲနောက်ထပ်ဒုတိယမြောက်နေရဆိုလို့ရှင်1001အဲ chess exercises for beginner ပေါ့အဲ့ဆောက်လေးဖတ်အဲ့ဆောက်လေးလည်းကောင်းတယ်အဲအဲ exercise တောင်းတောင်းနဲ့တခုပေါ့နော်အဲ့ဆောက်လေးကောင်းတယ်ဖတ်ကြည့်ပါ exercise ကြီးပဲပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်ဘာတွေအကြံဉာဏ်ထပ်ပေးခြင်းလဲဆိုလို့ရှင်အဲကျွန်တော်ရှေ့ရမှာ rotary လို့ရှေ့ရမှာလဲကျွန်တော်အကြံပေးတဲ့စာအုပ်ရှိရဲ့ အဲအဲ့စာကိုကိုကမဖတ်ရသေးဘူးဆိုလို့ရှင်တော့ဖတ်ပါဘာလဲဆိုတော့ chess studies for students john brain ထင်တယ်ရေးထားတာ john brain လား john brain လားမသိကျွန်တော်နာမည်မမှတ်မိတော့အစာရေးစီရအဲသူရေးထားတဲ့စာအုပ်လေးပေါ့အဲအဲ့စာလေးဖတ်ပါပြီးတော့နောက်တစ်ခုကကြတော့ how to beat your dad at chess အဲ့စာကိုလည်းကျွန်တော် အကြံပေးတယ်အဲ့စာကကြတော့ mating pattern အခု90လောက်ပါမယ်ပေါ့နော်အဲအဲ့ဒီဟာလေးတွေကိုတခြားလေ့ကျင့်ပေးထားတာဖြစ်တယ်အဲ့ဒါလည်းကျွန်တော်ရဲ့ youtube channel ထဲမှာတင်ထားပါတယ်မကြည့်ရသေးကြည့်ပါစာအုပ်ဖတ်တာမဖတ်ချင်ဘူးဆိုလို့ရှင် ကြည့်လို့ရပါတယ်။ဘယ်ဟာလဲဆိုရင် rating 0 to 1200 checkmating pattern အဲ့ဒီ playlist မှာကြည့်လို့ရပါတယ်။ဟုတ်ပြီနော်။ Okay နောက်ဆုံးတစ်ခုကကြတော့ဘယ်စားကိုဖတ်လို့ရသေးလဲဆိုရင်ကျွန်တော် how to win at chess ပေါ့နော်။ Larry Rosman ရေးထားတာ။အဲ Gotham Chess ပေါ့။ Gotham Chess ရေးထားတဲ့စာအုပ် how to win a chess ဒါပေမဲ့အဲ့ဆောက်ကတော်တော်ထူတယ်ကျွန်တော်ကြည့်ကြည့်လိုက်တော့ဗောနော်တော်တော်ထူတယ်စာမျက်နှာ900ကျော်ရှိတယ်ဒါပေမဲ့တော်တော်လေးတော့ပြည့်စုံတယ်တော်တော် ကောင်းတယ်လို့ပြောလို့ရတယ်ဗောနော်အဖတ်ကျင်တယ်ဆိုလို့ရှိရင်ဖတ်လို့ရပါတယ်ဒါတော့ကျွန်တော်ရှိမှာကျွန်တော် ပြီးသွားတဲ့၅မျိုးဗောနော်ဒီစာအုပ်မှာဆိုလို့ရှိရင်ကျွန်တော်၅မျိုး recommendation ပေးသွားတယ်ဘာလဲဆိုလို့ရှိရင် step 2ဗောနော် step 2စာအုပ်ဖတ်ပါ၃အုပ်ဗောနော်အဲ့ဒါဖတ်ပါပြီးသွားဆိုရင်1001 chess exercise for beginner ပြီးသွားရင်ကျွန်တော်တို့ how to beat your data chess အဲ့စာအုပ်လေးကိုဖတ်ပါပြီးသွားဆိုရင်ကျွန်တော်နောက်တစ်ခုကကျတော့ chess studies for students အဲ့စာအုပ်လေးဖတ်ပါနောက်ဆုံးတစ်ခုကကျတော့ how to win at chess ကိုယ်တံချက်ရှိတဲ့စာအုပ်ပါဟုတ်ပါပြီအဲ့ဒါလေးတွေကိုတခြားကျွန်တော်ပြောသွားတဲ့အဟာလေးတွေကိုတခြားအစင်လိုက်လေးစနစ်တကျလေးလေ့ကျင့်မယ်ဆိုလို့ရှိရင်800ကနေ1200ဆိုတော့ကျွန်တော်အများဆုံး3လပဲအများဆုံး3လပဲအဲ့ထက်နည်းမယ်ဗျာတခြားလေ့ကျင့်မယ်ဆိုလို့ရှိရင်အဲ့တော့1200 reading 1200အများဆုံးရကြပါသည်ပေါ့နော်အားလုံးပဲအစင်ပြကြပါသည်အကြေးလေးလာရင်းနဲ့ပေါ့နော်တခခုသိကျင်တာမရှင်းတာရှိလို့ဆိုရင်ကျွန်တော်စီလာမေးလို့ရပါတယ် ပါပဲကျွန်တော်ရဲ့ဒီနေ့ဒီဗီဒီယိုလေးကတော့လောက်ပါပဲအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ